ကျွန်တော်မင်္ဂလာပါကျွန်တော်တို့ fighter entertainment အစီအစဉ်ပုံမှန်စနေနေ့ရွှေကင်မဖြစ်ပါဆိုဒီနေ့ distribution နဲ့လှုပ်ဝေးပိုးလေးရပါတော့မင်းညာကနော် legion championship ပွဲမှာပေါ့နော်မူထိုင်းလောကမှာဆရာကြီးဆိုတဲ့ time fighter ကိုပထမချိန်မှာတင်အလေထိုးသွားခဲ့တဲ့ကျွန်တော်တို့မြန်မာ fighter လေးရင်းရင်းနောင်ဝေးပိုးလေးပေါ့နော်ဆိုတော့အခုဒီပွဲလေးကိုကျွန်တော်တို့ဆက်လုပ်တို့ကြည့်လိုက်ရအောင်နော် okay roman price design နော်ရင်းရင်းနောင်နဲ့အခုပြန်မဲ့ကနော်ပွဲပွဲမစားခင်ကရင်းရင်းနောင်ရဲ့ ယူရပြောတာမင်းရဲ့တယ်မက်ကတကယ်မူဆိုင်လောက်ကမှဆရာကြီးဆရာကြီးရှင်တော့စစ်မောပါမယ်စကားပြောမယ်လို့စပါပြီပြောခဲ့နော်ရှင်တော့ရှင်တော့နေဘောင်းမင်းတို့ဖြူထိုင်ဖိုက်တာမင်းကဘောင်းမင်းနော်ရှင်နေရှင်နေဘောကောက်ကံပြီးရနော်ကျင်းအောင်နေနဲ့နဲ့ပြရခက်နေလေးတို့တင်နိုင်အိုးပွဲစားနေအပကနဲ့ cross ဆွဲသွားတယ်နော်ဟိုနှစ်ချက်လုံးစတိုက်ထိသွားတာကောင်းတယ်ရေးရင်တော့မဲ့ upper cut နဲ့ cross အာခဏနိုင်လေးရခဏနိုင်လေးထိုင်ရရေးရင်တော့ okay မူထိုင်လောက်ကမှဆရာကြီးဆိုတဲ့ time fighter တော့ရေးရင်တော့နဲ့အတွေ့မှာတော့ chicken jet မှောက်ပါရင်နော်ကျေးနော်ဆူလင်းဦးစီမလဲဆူလင်းဦးစီမလဲလက်ကျင်းနေရနော်ဒီကကြက်ပဲထိုးရတယ် ောင်းလိုက်တော့ဟာဟောဝါကြီးကကျွတ်စင်ပေါ်ဝါဒရောကောင်းလို့ရင်းရင်တော့ပေါ်ဝါဒရောတက်လာတွေ့ရတယ်ဟဲ့လိုက်ဟာဒီပွဲနိုင်တော့သူ time fight မှာပြန်ရှင်ပြန်ရဖို့ရှိရနော်အဲ2 fights that were pretty short သူပြမကမူဆိုင်လောက်ကမှဆရာကြီးတွေနော်ကျင်းအောင်နဲ့တွေ့မှာတော့ပထမတချီနေတယ် The next fight not Karchuk we got some gloves coming out and we got the girls fighting next အစ်စီဝင်နော်ချင်းအောင် ချွေးတော့မထွက်နိုင်ဘူးဒါလေးကတော့မနေ့ကထိုင်း legendary championship ပွဲမှာနော်လေထိုးနိုင်ယူသွားခဲ့တဲ့ချိန်နောင်ပွဲလေးပဲဖြစ်ပါဆိုတော့အဆုံးနဲ့ကြည့်ပြီးတော့လောင်းလုံးကျူးကျူးတင်ပါတယ်ခုလိုစိတ်ဝင်စားတဲ့လူကိုပွဲကောင်းနေလို့နေ့စဉ်ခင်ဗျာဟိုမှာဒီဆက်ပေးသွားပြီလို့ကျွန်တော် YouTube channel လေး subscribe လုပ်တော့ပြီးချက်ပါနော်အားလုံးကျူးကျူးတင်ပါတယ်